နီဂရိုအားလုံးပဲကမ္ဘာချန်ပီယံနေ့မင်္ဂလာပါဆိုတော့တကယ်ကိုစက်သိမ်းထစရာကောင်းတဲ့ပွဲမျိုးပဲဒါနောက်ဆုံးမိနစ်မှာဒါ dramatic ဟလာတကယ်ကိုကျွန်တော်တို့ Stanford Bridge Queen ရဲ့ Chelsea တင်ပြိသက်တွေရောမြန်မာပြည်ကနေအနေနဲ့အရရက်ကနေကြည့်နေတဲ့တကဘာလုံးက Chelsea တင်ပြိသက်တွေတော့ကတော့တကယ်ကိုစက်သိမ်းထစရာကြီးပါ တကယ်ကိုကျွန်တော်တို့ congratulation လုပ်ပါတယ် Enzo Maresca ဒီပွဲဟာအကောင်းဆုံးသူ့ရဲ့နီးပြွာပိုင်းတွေကိုကျွန်တော်တို့တကယ်ကိုထားရတဲ့နဲ့ကျွန်တော်တို့က Enzo Maresca ကိုထောက်ခံခဲ့တာမမှားဘူးပြီးခဲ့တဲ့ရပိုင်းတွေတုန်းက Man U အသင်းနဲ့ပွဲတွင်းဆုံးဖြတ်ချက်အချို့အားလေးလို့ကျွန်တော်ဟာ Enzo Maresca နဲ့အတူတူပဲရက်တည်ခဲ့တယ်တချို့ကလည်းကျွန်တော်ဝေဖန်တာရှိတာပေါ့နော်ဆိုတော့ဒါကကျွန်တော်ဒီပွဲမှာကျွန်တော်သိလိုက်တယ်ကျွန်တော်ရဲ့ရက်တည်ချက်ဟာမမှားဘူးကျွန်တော်တို့မနှစ်က Enzo Maresca ကိုတော်တော်လေးဝေဖန်ခဲ့ပြီးသွားပြီတကယ်တော့ Chelsea အသင်းဟာ၁၁ယောက်ချင်းဆိုလို့ရှိရင်ကောင်းကောင်း ရင်ဆိုင်နိုင်တယ်ဆိုတဲ့ဟာမျိုးကိုကျွန်တော်တို့တွေ့ရတယ်တကယ်ကိုအံ့ဩစရာပါနော်ညီကိုတို့အားလုံးတကယ်ကိုဗျာကျွန်တော်ဒီမှာအကြီးအကျယ်အောင်ပွဲခံတာအားလုံးတကယ်အားလုံးတို့ဝမ်းသာပါတယ် Chelsea သင်းပြိတ္တိပြီးခဲ့တဲ့ရပိုင်းနေတုန်းကစိတ်ညစ်ခဲ့ရတယ်နော်အခုတော့ဒါကျွန်တော်တို့သွေးနဲ့သူကလည်းကျွန်တော်တို့အားလုံးမျောလင်းနေတဲ့ Estevao William Estevao William ရဲ့ပထမဆုံး Premier League ဂိုးပါဒါကျွန်တော်တို့ဒါ Chelsea သင်းပြိတ္တိအစ်အမှန်နေအားလုံးအောင်ပွဲခံတဲ့ညပါနော်ဒါကျွန်တော်တို့လုံးဝ ို့အသင်းကိုပဲကိုအားပေးတယ်ကို့အသင်းရဲ့အောင်မြင်မှုပဲလိုလားတယ်ဒီလိုပြည့်သက်တွေအတွက်တကယ်ကိုထိုက်တန်တဲ့ညတညအောင်ကျွန်တော်တို့အန်ဇိုမာရက်စ်ကနဲ့ချယ်ဆီအသင်းသားတွေဟာကျွန်တော်တို့ဖန်တီးပေးခဲ့ပါတယ်ဆိုတော့အခက်အခဲတွေအများကြီးနဲ့နိုင်သွားတဲ့ဘွဲပါတကယ်ပျော်လို့မဆုံးပါဘူးဒီလိုမပြောရလဲတော်တော်ကြာပြီနောက်ဆုံးမိနစ်ဂိုးနဲ့အဲ့လိုမနိုင်တာကြာပြီအဲ့နောက်ဆုံးမိနစ်ဂိုးမှာမှအသွင်းနဲ့သူကကျွန်တော်တို့အရန်မျောလင်းနေတဲ့ Estevao William ဟာလာ18 years အသက်16နှစ်ပဲရှိသေးတဲ့ဘရာဇီးလူငယ်လေးတယောက်ရဲ့ ပရီးမီယာလီဂ်စွန်စားကန်အခုတော့စသွားပြီပေါ့နော်တကယ်ကို big match မှာဂိုးရတဲ့အတွက်အများကြီးသူက confidence ရှိသွားတယ်ကျွန်တော်အနေနဲ့ဒီပွဲမှာ Chelsea အသင်းဟာအများကြီးအပေါင်းလက္ခဏာဆောင်တဲ့ so many positive facts ပေါ့နော်အများကြီးအပေါင်းလက္ခဏာဆောင်တာရှိတယ်ဒီပွဲမှာကျွန်တော်ချီးကျူးချင်တာကနီးပြ Enzo Maresca ပဲဟာကိုဝေးအကိုကရင်ပွဲတွေကလေ Enzo Maresca ကိုကာကွယ်ခဲ့တယ်ဒီပွဲကရော Enzo Maresca ကိုချီးကျူးဖို့ထိုက်ကန်တာထိုက်တန်တာပေါ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မှာဘိုးနောက်ခံလို့မရှိတော့ဘူးညီကိုတို့ central defender စစ်စစ်6ယောက်နားတယ်ပွဲချိန်အတွင်းမှာ match plan ပြတ်သွားတယ်ကျွန်တော်အဲ့ဒီအချီယံပေါင်းတဲ့ barrier ရှိနားသွားတဲ့အချိန်မှာကျွန်တော်နှွန်လင်းချက်တော့မရှိဘူးဒါပေမဲ့ Anson Maris ကဟာကျွန်တော်တို့ဒီတစ်ခေါက်တော့သူဘာလဲသူဘာလောက်ချင်တယ်လဲဆိုတာရဲရဲဝံ့ဝံ့ပဲပြသွားတယ်ဒီပွဲကတော့လဲတဲ့လဲတိုက်တဲ့ဟာကြီးအများကြီးကို debate ထဲလဲသွားတယ်ရှေ့က3ယောက်စလုံးတပြိုင်တည်းလဲသွားတယ်တကယ်တော့ဒီပွဲကပွဲစားရတဲ့ကဏ္ဍချိုးကောင်းလို့ non win တဲ့ cadence လေဒီပွဲမှာတက်ရောက်မှုရှိခဲ့တယ် cadence အဲ့ဘက်ချင်ဝင်သွားပြီးတော့ ထိုးပေါပုံကောင်းတဲ့အပေါ်မှာလီဗာပူးရဲ့ညာဘက်ခြမ်းကတိုက်စစ်ကတောက်မလာနိုင်ဘူးအဲ့လိုပဲလီဗာပူးရဲ့ဘယ်ဘက်ခြမ်းခံစစ်အပါဝင်ဘယ်ဘက်ခြမ်းတိုက်စစ်ကလည်းအက်စတီဗာဝီလျံစ်ကိုပြန်ပြီးသတိထားအဲ့လိုသတိထားနေတဲ့ဂျာရဲအောင်လီဗာပူးဟာဟာလာကျွန်တော်တို့ခြေပါကိုအဲကျွန်တော်တို့အနိုင်ကိုချက်စီဘက်ကိုပေးလိုက်ရတာပါဆိုတော့ချက်စီနောက်ချက်ကအန်ဆိုမာရက်စ်ကတကယ်ကောင်းတဲ့လိုရတဲ့ခုပဲရာအိုပက်ဒရိုရာအိုပက်ဒရိုဒီတပွဲလုံးပြောင်းနေအဲ့ဒါကိုမက်ဂီယူထိလိုက်တယ်မက်ဂီယူထိလိုက်တဲ့အချိန်မှာတစ်ဖက်ကလီဗာပူးရဲ့ဘန်ဒိုက်ကရှေ့တက်လာလို့မရအောင် ကျွန်တော်တွေ့တဲ့အန်ဆိုမာရစ်ကကွင်းဘေးကနေပြီးတော့မက်ဂီကိုရှေ့မှာတတ်ထောက်ထားမင်းနောက်ကိုပြန်လိုက်နေရှေ့မှာပဲထောက်ထားဆိုပြီးတွေ့လိုက်။ तू ကလိုက်ပြီးဘောလုံး present light လုပ်နေတဲ့အချိန်မှာ မလိုက်ခံဘူး तू ကမက်ဂီကိုရှေ့မှာပဲထောက်ခံလာတယ်ဘန်တိုက်တက်လာမှာဆိုလို့။အရှက်မိုက်တယ်ဗျာလုံးဝဗျာတကယ်ပါဗျာနှလုံးတွေပါတုံသွားတယ်နော်။ဆိုတော့ Estevao Williams ဟလာ Chelsea တင်းရဲ့ star point ပေါ့ new star point ကျွန်တော်တို့အများကြီးခက်ခဲနေတဲ့အချိန်အဲ့လိုအချိန်မှာရအောင် Chelsea တင်းနောက်ထပ်သူတို့ရဲ့ hero တယောက်တော့ ထပ်ပြီးတော့ပေါ်လာခဲ့ပြီနောက်မှဝင်လာတဲ့ပြောမယ်ဆိုအန်ဇိုမာရက်စကာရဲ့ဒီနေ့ pre match plan in game plan ဘာမှကျွန်တော်တို့အပြစ်ပြောစရာမရှိလုတ်တင်ထုတ်တဲ့အချိန်မှာလုတ်တင်ထုတ်တဲ့ဒါကိုလုတ်သွားတယ်နောက်တဲ့ကျွန်တော်တို့ natural defender natural center back တယောက်မှမရှိတော့တဲ့အချိန်မှာရဲရဲဝံ့ဝံ့တိုက်တယ်နောက်မှတကယ်တော့ဂျပန်ထားစီရိုက်အရာ risk ယူပလိုက်တာ risk change ပြတနာပါတယ် Thomas Tuchel ကိုလည်းအရင်မတော့ဘူးကျွန်တော်တို့မျှော်လင့်ပါတယ် Tuchel ပါပဲပြောကျွန်တော်တို့အပေါ်မှာကျေးဇူးရှိဒါပေမဲ့အဲ့ဒါတွေကပြီးသွားပြီကျွန်တော်တို့က၈၀အမှာ ဆိုတော့သူ့ရဲ့အင်္ဂလန်အသင်းမှာဒီကစားသမားကိုမတရားကြီးခိုင်းတာမျိုးမဖြစ်သင့်ဘူးအင်္ဂလန်မှာတခြား right back တွေအများကြီးရှိနောက်တစ်ခုကကျွန်တော်တို့ကကြတော့ဒီကဘာဖလားဘာညာကိုကစားသမားပါတာမပါတာတိတ်ဆိတ်ဝင်စားဘူးပြကိုယ့်ရဲ့ Chelsea အသင်းအောင်မြင်မှုရဖို့အတွက်ပဲကျွန်တော်တို့ကပုံပြီးမျော်လင့်နေဆိုတော့ Reece James တော်တော်တနာဖို့ကောင်းပါတယ်နောက်ပိုင်းဒီဒန်ယာပြဿနာတွေကပြန်ကောင်းလာပြီး Chelsea အသင်းအတွက်အကောင်းဆုံးကစားပေးနိုင်တာ Reece James ဒန်ယာရမယ်လို့ကျွန်တော်ထင်နေတာရမှာတော့အဲ့ Reece James နဲ့ Harto Harto လေးလေးဗျာနောက်ဝင်တာ ီတစ်ခါလူစားလဲတာတွေအကုန်အဝင်ဝင်ကြဖြစ်တယ်ရိုမီယိုလာဗီယာကိုထည့်လိုက်တာဟာတိုကိုထည့်လိုက်တာဟာတိုတော်တော်ကောင်းလာမယ်ဗျာပြောရမယ်ဆိုရင်ဟာတိုကလည်း central defender စစ်စစ်မဟုတ်ဘူး ric james ကလည်းအဲ့ဒီနေရာမှာအရန်ခက်ခဲတယ်သူတို့နှစ်ယောက်အတူတူထိုင်ပြီးတော့အယောက်၃ထောင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော် chelsea တင်းကလက်ရှိအနေထားအရာတော့ကျွန်တော်တို့ကိုယ်အသင်းကို hype ခဲ့တဲ့အချိန်နဲ့ကြော်သွားပြီးတော့မှန်မှန်ကန်ကန်သုံးသပ်တာကျွန်တော်တို့ကဘယ်အသင်းကိုမဆိုရင်ဆိုင်နိုင်ရင်ဆိုင်နိုင်ဆိုင်ရှိရယ်နော် sporting writer နှကောင်းသားဒီ chelsea တင်းရဲ့တာဝန်ရှိသူတွေတာ ကမ္ဘာအဆင့် world class defender ဖြည့်ပေးလိုက်ရင် Enzo Maresca ရဲ့အသင်က DR ဒီအတွက် Premier League Champion မျောမျောလင်းနိုင်တယ်။အဲ့လိုအခြေအနေတွေမှာသူတို့မဖြည့်ပေးလိုက်လို့ဒါဒီလိုမျိုးအသင်ဟာရှည်ရင်းဆွဲပုံစံအတိုင်းဆက်သွားတာ။ Enzo Maresca ဟာ Chelsea အသင်းကိုတနည်းပြီးတနည်းပိုးပြီးတော့တက်အောင်လုပ်ပေးနိုင်တဲ့နည်းပြမျိုးပဲ။ So ဒါကျွန်တော်တို့ Chelsea အသင်းပြည်သက်တွေအတွက်အများကြီးမျောလင်းလို့ရတဲ့ခြေစွမ်းကိုကျွန်တော်တို့ပြသွားတယ်။၁၁ယောက်ချင်းဆိုရင် Enzo Maresca ဟာ Chelsea ကိုကောင်းအောင်လုပ်နိုင်စေပဲ။တကယ်ကို amazing reset ပါနော်။ ပွဲထဲမှာတွင်းသွားတဲ့ဂိုးတွေကလည်းတကောမှအချင်းအလုံးမပါဘူးဒုတိယဂိုးဆိုလို့ရှိရင်ကစားကွက်နဲ့အသေးချာတီဆောက်ပြီးတော့လီဗာပူးရဲ့နောက်တန်းကိုတစ်ဆင့်ချင်းကျော်ဖြတ်သွားတယ်ပထမဂိုးဆိုလို့ရှိရင်လည်းလီဗာပူးရဲ့အလဲမှာတိုက်စစ်လီဗာပူးကဒီနေ့ဒါ central သူတို့ရဲ့ midfield နေရာကပြတ်နေတယ်ပထမဂိုးဆိုလို့ရှိရင်အန်ဆိုဒီကျွန်တော်တို့အန်ဆိုဖာနန်ဒက်စ်ကိုသူတို့လိုက်ပြီးရောင်နေတယ်ပေါ့အန်ဆိုဖာနန်ဒက်စ်က box arriving ပြေးပြေးဝင်သွားတာသူတို့အဲ့လိုရောင်နေတဲ့အချိန်မှာပဲလီဗာပူးရဲ့ဒီအလဲ mid မှာ space ကအကျယ်ကြီးဖြစ်နေအဲ့ဒါကို မွိုက်ဆက်စကိုက်စီတို့ကကံမလို့တစ်ချက်ဖိတ်ပြီးတော့နောက်တစ်ချိန်မှတောင်းနေအောင်အပိုင်ကန်ထည့်သွားတာအရန်လာတဲ့ကိုပါထိချက်လဲအရန်ကောင်းတယ်တအားလဲကောင်းတဲ့ကိုပေါ့ဆိုတော့ကျွန်တော်တို့အစအနေစပြီးပြောအောင်ပါဆိုတော့ဒီပွဲကအရင်ဆုံးကျွန်တော်တို့ Enzo Maresca ရဲ့ match plan ပေါ့နော် Malugusto တပွဲလုံးအတိုင်းအတာမှာကောင်းတယ်ဗျတချို့အခိုက်အတန့်တွေတော့ရှိကြပါဘူးတလုံးတလုံးစီတော့ကစားသမားတွေက individual mistake တွေကျူးလွန်ကြတယ် အဲ့ဒါဒီစတရောက်လုံးကျူးလွန်တယ်ဒါပေမဲ့အတင်းလိုက်မှာ perfect ဖြစ်အောင်ကစားသွားတယ် Robert Sanchez စပြောရမယ် Robert Sanchez ကအပိုင်လုံးဒီနေ့ဒီလောက်ကြီးမကာခွဲရအောင်သူပေးလိုက်တဲ့တစ်ချိန်ကတော့ Alejandro Garnacho တန်းအောင်သွားတယ်ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့သူ့ရဲ့ ball playing က accurate မဖြစ်တာများတယ်မမှန်ဘူးပေါ့မမှန်မဲနဲ့ scatter ဖြစ်နေတယ်အဲ low net စီကိုရောက်မသွားဘူးတကယ်တော့ Robert Sanchez ဒီနေ့ဘာမှမကာခွဲလိုက်ရအောင်တိတ်အဲ့သူ့ချီးကျူးစရာတိတ်မရှိဘူး အဲ့နောက်တစ်နှစ်ရောက်ဘာတီးယားရှိတော်တော်ကောင်းပါတယ်ဒါပေမဲ့ဝမ်းနေစရာ Chelsea ရဲ့ခန်းစစ်ကစားသမားတွေကတင်စာပဲတင်သွားတာလားနီးပြတာပဲစိတ်ဆိုးသွားလို့အဲ့လောက်တောင်ချိန်စာတင်သွားလို့ကျွန်တော်လည်းမပြောတတ်ဘူး Chelsea တင်ရဲ့ဒီခန်းစစ်မှုဒဏ်ရာပြဿနာတော်တော်များသွားတယ်အဲ့မှာဒီနေ့ကစားတဲ့ Morris က pre-match plan အရန်ကောင်းနေဗျသူခန်းစစ်မှာအားရော်တာ तू သိတယ်ဘ ਹੁ ခန်းစစ်ကအားနေနေတယ် तू သိတယ်အဲ့တော့ तू ကကာအဲ့တော့မနေ့ကကျွန်တော်ပွဲချုံသုံးသက်ချက်မှလည်းကျွန်တော်ပြောခဲ့တယ်ကျွန်တော်မနေ့ကခံမန်းနဲ့ပွဲချုံသုံးသက်ချက်မှတနေရာပဲလွှဲတယ်အဲ့ Romeo Lavia နေရာ သက်လာဗီယန်နီယာမှာဂူစတိုကစားခိုင်းတယ်ဒါပေမဲ့အရင်လိုပုံစံမဟုတ်ဘူးနဲ့ဂူစတို box to box ပုံစံကစားခိုင်းတယ်ဒါပေမဲ့ box to box ဆစ်ဆစ်လည်းမဟုတ်ပြန်တခါတခါကြာရင်သူကအသားလေးပတ်ပြီးတော့ပက်ထရိုနက်တိုရဲ့ဘေးကိုရောက်သွားတယ်ဒီပွဲမှာပက်ထရိုနက်တိုကစားဖို့မကောင်းဘူးဗျပက်ထရိုနက်တိုလူစားလဲတဲ့တော်တော်မှန်တယ်ဒီတစ်ခေါက်အန်ဆိုမာရက်စ်ကဒီပွဲမှာအဓိကသူ့ရဲ့လူစားလဲတာတွေကအကုန်မှန်ကန်တယ် amazing ပါဗျာ amazing substitution all substitution လူစားလဲတာတွေအားလုံးကမှန်ကန် တစ်ချက်မှမမသွားဘူးလုံးဝတိုင်မင်ကလည်းကြိုက်မောင်းရင်ဒီပွဲကရှုံးအောင်ရှုံးသွားတယ်ကျွန်တော်ဦးနာပြောလို့ risk မရတယ်ပေါ့ stroke enzo marin sky ရဲ့ pre match plan မှာဟိုကတေချာပြင်ဆင်ထားတယ်မာလို gusto ကိုသူကအဲ့ box to box box နဲ့ညာဘက်ခြမ်းနဲ့နည်းနည်းကိုသူကကစားခိုင်းတယ်ပေါ့နော်ပြီးတော့ကျန်တဲ့ကစားမားတွေကတော့ပုံမှန်နေရာအတိုင်းပဲကျွန်တော်တို့မျှော်လင့်ထားလို့ပဲအလက်ဂျန်ဒရိုဂါနာချိုပဲပဲချမ်းဖောက်တယ်နက်တူညာဘက်ချမ်း chelsea ရဲ့ netto ကဒီပွဲကစားပုံမကောင်းရာဟိုပယ်ရိုဒီပွဲကစားပုံမကောင်းသူတို့နှစ်ယောက်စလုံးက liverpool ရဲ့ ခံစစ်ကိုမဖောက်နိုင်မကြော်နိုင်ချယ်ဆီမှာအဲ့ဘဲဘက်ကအလက်ဂျန်ဒရိုကာနာချိုကောင်းတယ်ကာနာချိုက तू က 1vs1 မှာကြော်ဖြတ်မှုမှာ तू အတိတ်မသေးကြတဲ့ကစားသမားဆိုတော့ဒီဘက်မှာ तू ပထမအဲမှာနေတော့အမားနဲ့နဲ့ကစားရဲနောက်ကိုပြန်တွဲလိုက် तू မကြော်ဘူးဗျာမလို့အဖဲနဲ့ तू ကြော်မထွက်သွားဘူးဆိုတဲ့ဟာမျိုးကိုနီးပြလည်းတင်းထားတယ် तू ကလည်းဆွတ်ဆပ်ပြီးမလုပ်ဘူးဘာကြောင့်လဲဆိုတော့ liverpool ဟာအဲ့လိုမျိုးပြန်ပေးလိုက်ရပြီဆိုလို့ရှိရင် transition အရင်မြန်တဲ့အသင်မျိုးချက်ချင်းကိုဒုက္ခပေးနိုင်တယ်အဲ့ဒီ full back တွေကပဲပြန်ဒုက္ခပေးနိုင်တယ်ဆိုတော့ဘာလို့လဲဆိုတော့ ကျွန်တော်တို့ Alejandro Garnacho Peronando လုံးဝထောက်ထားတယ်။နောက်က Chelsea ရဲ့ full back တွေကတိတ်မတက်ဘူး။ခံစစ်ကိုလည်းလုံးကြုံအောင်ကစားပေးတယ်၊ရှေ့ကို support လုပ်တယ်။ Liverpool မှာအားနေတာကအဲ့ဒီ Bradley ကျွန်တော်မနေ့ကပွဲချုပ်ဆုံးတဲ့ချက်မှလည်းပြောရတယ်။ Bradley နဲ့ Kakas ပေါ့နော်။သူတို့ကအားနေတယ်။ Liverpool အဓိကပြဿနာတက်နေတာအဲ့ဒီနှစ်ယောက်။အဲ့ဒီနှစ်ယောက်ကို Chelsea ကပထမဆုံးမှနေဖိအားပေး။ဒါပေမဲ့ Peronando ကပုံမှန်ခြေစွမ်းမရဘူး။ရာဟ Pedro ကလည်းခြေစွမ်းပြောင်းနေတယ်ပေါ့။သူ့ကို creation လုပ်ပေးမယ့်လူမရှိတော့။ရာဟ Pedro ကနံပါတ်10မှာပိုကောင်းတဲ့ striker မျိုး။အကဲအထောင်တိုက်စစ်မှာဆိုရင်တော့ပါမားလို့ နောက်ကတကယ် world class playmaker တယောက်ရှိဖို့လိုတယ်အဲ့ဒါဆိုရင်ရာဘယ်တို့ကောင်းကအလုပ်လုပ်နိုင်တယ်မဟုတ်ရင်ရာဘယ်တို့ကသူ့ရဲ့ type ကိုပါဗျအဲ့လိုမျိုးသူကအတင်းဝင်တိုးပြီးတော့ကစားတဲ့ type မျိုးမဟုတ်ဘူးသူကဘောလုံးလေးကိုထိမ်းပြီးတော့အေးဆေးသူကကစားတဲ့ type မျိုးဆိုတော့သူတိုးလို့မရအောင်ဆိုတော့မှဂန္ဓာချိုကိုထိမ်းထိမ်းနဲ့ Bradley ဝါဝါတယ်အဲ့မှာလေ Liverpool ရဲ့ can can စစ်ကသူကကောင်းမနေဘူးဗျ Liverpool ကကျွန်တော်မြင်တာမနှစ်ကထက်မနှစ်ကတော့သူတို့ကသူ့ငကိုအထိုင်မှာရှိနေတဲ့ အထိုင်ပြတ်မသွားဘဲနဲ့ဒီနှစ်ကျတော့ Liverpool ကဘယ်လိုဖြစ်နေလဲဆိုကစားသမားအစ်စ်တွေဒီပွဲဆိုလို့ရှိရင်တာ Isak တကယ်တော့ဘာမှလုပ်လို့မရအောင် Chelsea တဲ့ခံစစ်အရန်ရော့သွားပြီးတော့ဘဟုခံစစ်မှုစစ်စစ်တယောက်မှမရှိတော့တဲ့အချိန်ကြီးကမှ Liverpool ကဂိုးပြန်ရအောင်ဆိုတော့ Mariscal ရဲ့ Premier League Plan ကတစ်ဖက်က Arne Slot ကမထင်ထားဘူး Liverpool ကပုံမှန်တိုင်းပဲပွဲထွက်လာတာကျွန်တော်မနေ့ကပြောထားတဲ့ Lucy မှာ Gakpo တယောက်ပဲသုံးသွားတယ် Florian Vias ကိုအနားပေးတာသူကပုံမှန်တိုင်းပဲတွေးတာ Gusto ဝင်လာတဲ့အချိန်မှာသူတို့အနေနဲ့ plan မရှိဘူး Chelsea ရဲ့ plan ရှင်းတယ်စောစောစီးတိုက်မယ်ဂိုးရမယ် Liverpool ကိုပေးတိုက် Chelsea ကတစ်ဖက်အသင်းတိုက်ရင်အရန်ကြိုက်တယ်ဆိုတော့ပထမပိုင်းမှာ Kaiserdo ကိုးရသွားတဲ့နောက်ပိုင်းလဲ Chelsea ကပထမပိုင်းတစ်ပိုင်းလုံးဖိပီစီးကစားနိုင်တယ်ဟာလား dominate every area နေရာတိုင်းမှာအကောင်းဆုံးကစားနိုင်တယ်စီးထားနိုင်တယ်ဆိုတော့ဒီပွဲမှာအဲ့ဒီ barrier ရှိရပြတော်တော်ခြေစွမ်းပြတာဒါပေမဲ့1နဲ့0ရူရိုင်မှာသူလဲနာသွားတယ် HM ဘောင်လဲနာသွားနှစ်ယောက်လုံးနာသွားတကယ်တော့ Chelsea တင်းရတာ second choice third choice defender တွေနှစ်ယောက်စလုံးနာသွားတယ် ဲ့လိုနာသွားတဲ့အချိန်မှာ Chelsea အသင်းအနေနဲ့ဘလုံးမှသူတို့ဒီပွဲကိုမလာနိုင်တော့လို့ကျွန်တော်ထင်တာပေါ့နော်နောက်မှ Reece James လည်းတော်တော်လေးပင်ပန်းနေပြီဗျပြီးရင်တကယ်တော့ Liverpool က Chelsea ကိုသူတို့ပြန်ပြီးတော့တိုက်ဖို့စ조사နေရင်လည်းလမ်းပျောက်သွားတာအဓိကတော့ Enzo Maresca ကအခုနလူစင်းလူစားလဲတဲ့ timing အရမ်းမှန်သွားတယ်အပြိုင်နဲ့ထဲလဲတဲ့အချိန်မှာ Liverpool ရဲ့ win back ဒီကဘလုံးမှ shit ကို support လုပ်ပြီးတက်လာလို့မရတော့မရတော့မယ်လည်းလုံးဝထောက်ထားပြီးတော့ပွဲပြီးကန်ဒီမှာတ Enzo Fernandez တကယ်တော့ Enzo Fernandez က တကယ်ကောင်းတာဗျာဒီပွဲမှာ Liverpool ဘက်ကတကယ်ဆရာကြီးတွေနဲ့ရှင်ကန်တာကျွန်တော်မနေ့ကပြောသွားသလို EXP ပြည့်နေတဲ့ player တွေ Premier League မှာကောင်းကောင်းအထိုင်ကျတဲ့ player တွေပြောရရင် Premier League ရဲ့လက်ရှိ champion ဗျာတကယ်ကောင်းတဲ့အသင်းမနေ့ကဆိုရင် Stamford Bridge မှာကျွန်တော်တို့ကနိုင်သွားနိုင်သားနိုင်သားနိုင်သွားတယ်အဲ့ဒီအချိန်မှာ Liverpool က champion ဖြစ်နေပြီဆိုတော့ဒီနှစ်ကျတော့တကယ်ဟိုတာရလက်ပိုင်းအရာရောကစားကွက်အရာရောတကယ်ဟိုဖိဖိစီကစားသွားတာပထမပိုင်းဒီပိုင်းလုံးလည်းဖိထားတယ်ကျွန်တော်ထင်တယ်ဒုတိယပိုင်း မိနစ်80နောက်ပိုင်းအစားပြီးတော့အချိန်မိုး9မိနစ်အပါဝင်အဲ့ဒီ28မိနစ်လုံးချယ်ဆီကဖိကစားသွားတယ်တကယ်ဆိုရင်တော့ညီကအနောက်မှာအပေါက်ကြီးနော်အနောက်မှာလုံးဝဟောင်းလောင်းကြီးအဲ့ဒီဟောင်းလောင်းကြီးကနေပြီးတော့ရအောင်ဖိတိုက်သွားတယ်အဲ့ပါဗျာအက်စတီဗယ်သွင်းသွားတယ်ဗျာတကယ်ပါလုံးဝကျွန်တော်အဲ့ဒီချယ်ဆီမှာတောက်တိုင်ကစားသမားတွေကဆွတ်တက်လို့မရဘူးသူတို့ကဝေါ်ချန်ပီယံအဲဆိုဖန်နန်ဒက်ဆိုလို့ရှိရင်ဝေါ်ကပ်ချန်ပီယံလည်းဖြစ်မှုတယ်ဟဲ့လားကလပ်ကောနိုင်ငံဟိုကစားအားတွေသူတို့သွားဆွတ်တက်လို့မရအောင် ကြာနေပြီလို့ထင်တဲ့အချိန်မှာကူကူရလာနဲ့သူနဲ့လှုပ်သွားတဲ့ဟာကြီးကတကယ်ကိုကူကူရလာအရန်ချယ်ဆီတဲ့အတွက်အားကိုးရတဲ့ကစားသမားအဲ့ဒီကျွန်တော်တို့ဂေတန်ဆိုလို့ရှိရင်အထဲဝင်မှုသူတို့စူးစမ်းမှာပေါ့နော်သူကရအောင်ဖြတ်တင်ပေးပြီးတော့ Estival လေးကလည်းလှုပ်ရဲကန်ရဲနေဗျာအများနဲ့အဲ့နာမှာစောင့်နေတယ်ပြီးတော့သူ့ရဲ့မတန်တဲ့ weak foot ဖြစ်တဲ့ညာချင်းနဲ့ပိတ်သွင်းသွားတာပေါ့နော်ဆိုတော့တကယ်ကိုဒါ Enzo Maresca ကတော့ပထမတဝါထိတယ်ပြီးတော့အဲ့ဒီဂိုးသွားတဲ့အချိန်မှာတကယ်တော့ဗျာအဲ့ဒုတိယအဝကကဒိဗယ်မရှိတော့ဒီဘက်မှာ Anthony Taylor လို့ကတော့ထုံးစံနိုင်မယ့်ပေါ့ တို့ကချယ်ဆီနဲ့ဆိုလို့ရှိရင်တို့ဘယ်တော့မှချယ်ဆီကိုအသာရစေမဲ့ decision မျိုးတို့မဆုံးဖြတ်ဘူးချယ်ဆီကိုအသာမပေးဘူးပေါ့ဗျာဒီဘွဲမှာလည်းတကယ်ဆိုရင်နီးပြတဲ့ရောအင်းချွတ်တာလည်းမဟုတ်ဘူးကိုးစီဘေးမှာပြေးပြီးအောင်ပွဲခံတာအဲ့ဒါကိုနှစ်ဝါးတည်းနဲ့ထုတ်လိုက်တယ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီဘွဲအတွက်ကတော့ Enzo Maresca ကိုတကယ်ချီးကျူးပါတယ်ညီကိုတို့เนาะအရင်မဲ့ဝမ်းသာတယ်နောက်တစ်ချက်ဒီဘွဲမှာအများကြီးကောင်းတာကြီးဖြစ်သွားတယ် HM ပေါင်းတိုင်ရန်ရသွားရဆိုပေမဲ့ဒီဘွဲက big match ဖြစ်တယ်။ Liverpool လို့အတင်းနဲ့သူတို့နှစ်ဘူးတွေတူတူရင်ဆိုင်လိုက်ရတယ်။ Chelsea မှာပြဿနာရှိနေတာတော့အဲ့ဒီ ငချိုးကောင်နေအဓိကဘာဒီယာရှိကစားပုံကောင်းလာပေမဲ့ပြုံးလာခိုးပြုံးနေတာဘာဒီယာရှိကလူမသိရအောင်ခိုးပြီးပြုံးနေတာသူ့ရဲ့ဖော်ဖာနာရဲ့အဲဒီလိုကစားသမားတွေကရေရှည်မှာဘာဒီယာရှိဘလို့ပဲကောင်းလာကောင်းလာဒီလိုတန်ရန်ရနေပြီဆိုချဲစီမလွယ်ဘူးရိုမီယိုလာဗီယာဒီနေ့ဝင်ကစားသွားတယ်ဘတော့နာမမ်းမသိအဲ့တော့ဒန်ရန်ပြဿနာတွေကချဲစီကိုတအားတုတ်ခပြီဆိုချဲစီအသေးအနေနဲ့ဒီပွဲဟာနော်တကယ်လို့ကျွန်တော်တို့တာထိုက်ထိုက်တန်တန်ခြေစွမ်းအရာလဲလုံးဝအချင်းချောင်းမပါဘူးတွင်းသွားတဲ့ဂိုးတွေကလည်းအစင်တန်းမြင့်နေကစားသမားတွေရဲ့စိတ်သက်ပိုင်နောက်ဆုံးအချိန်အထိ Chelsea ကစားသမားတွေကမရရအောင်နိုင်အောင်ကစားသွားတယ်သူတို့သိတယ်ဗျာနီးပြားကတိုက်စစ်ကစားသမား၃ယောက်စလုံးရာအိုပက်ဒရိုပက်ရိုနီတို့တကယ် main တွေကိုထုတ်ပြီးလဲလိုက်တယ်ဆိုတဲ့အချိန်မှာသူတို့သိတယ်ငါတို့နီးပြားတော့မနိုင်နိုင်အောင်ကန်နေပြီအရင်ပွဲတွေနဲ့မတူတော့ငါတို့တိုက်တော့မယ်ဆိုပြီးတော့စွတ်တိုက်တော့တာပဲဒီပွဲမှာအခုနကပြောသလို positive facts တွေအများကြီးရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ Estevao William ကိုရသွားတယ်ပက်ရိုနီတို့ချစ်ပြတ်လို့မရတော့တောင်မန်ကစားသမားတွေရဲ့ပြိုင်ဆိုင်မှုကတကယ်ကိုပြင်းထန်လာတယ်ဒီပွဲမှာကျွန်တော်တို့ Terry George အရင်မှလုံးဝမပေါဘူးတကယ်ဝမ်းသာတယ်ဒီနေ့ဒါ Maggie U ဝင်လာတာလည်းအများကြီး Chelsea တဲ့အတွက်ကောင်းသွားတယ်ဘယ်လိုပြောရမလဲဗျအရင်အမြင့်ထောင်ထောင်မောင်းပြေးနိုင်လွန်နိုင်တန်တန်မမတိုက်စစ်မှုတယောက်ရှိတာနဲ့ဟိုလိုလိုဒီလိုလိုကောင်အထောင်တိုက်စစ်မှာကစားရတယ်မတူဘူးတကယ် striker တယောက်ရှိနေတဲ့အပေါ်မှာ तू ဘလောက်ပဲ third try ဖြစ်ဖြစ်ဘလောက်ပဲလူငယ်ဖြစ်ဖြစ်တစ်ဖက်က3ထားနေရအဲ့ပုံမှာဘေးကဝင်ကားတွေကကောင်းကောင်း space တွေကောင်းကောင်းရပြီအခုလိုမျိုးဒါ Chelsea တဲ့ကအနိုင်ကိုရသွားတယ်ဒီတော့ဒီပွဲမှာနောက်ဝင်တဲ့ Gaydens လက်ကစားပုံလေးတက်လာတယ် ဝင်ဂါရီရဲ့ပြိုင်ဆိုင်မှုကိုကျွန်တော်တို့မြင်ရတော့ဝင်ဂါ၄ယောက်မှဒီနေ့ပက်ရိုနက်တိုနည်းနည်းလေးမကောင်းဘောเนาะအဲသူခြေစမ်းကျသွားတယ်ဆိုတော့ချက်စီတင်ရတော့ဒါညီကိုတို့အများကြီးတော့ကျွန်တော်တို့မျောလင်းလို့ရသွားတယ်အနေထားမျိုးဒီတစ်ခေါက်နိုင်ငံတကာ international break ပြီးလို့ရှိရင်ချက်စီတင်ရတာတော်တော်များများကစားသမားတွေပြန်ကောင်းလာဖို့ရှိရဲ့ Wesley Fofana ဒီကောင်တွေကတော့တိတ်မမျောလင်းပါဘူးအဓိကတော့ Leandro Delap ကိုပါမာလို့ပြန်ကောင်းလာဖို့ရှိဒါဆိုလို့ရှိရင် Chelsea တင်းက လူအင်အားပိုင်းရောဒါနောက်ခံလူတွေတွေကလည်းတိုးစင်လို့လည်းပြန်ကောင်းလာမယ်ဆိုလို့ရှိရင်ဒါ international break ကသူတို့အတွက်တော်တော်လေးဟိုဒါ regeneration ပေါ့နော်အပြန်ပြေသွားမယ်ရတရဘတ်လို့ယူဆရဲဆိုတဲ့အကြောင်းပြောကြရင်လည်းဒီနေ့ရဲ့ live ကိုတော့ကျွန်တော်တို့ရက်တန့်လိုက်ပါတယ်နော်လာဗီယာတကယ်ကောင်းတယ်ဗျာလာဗီယာအကြောင်းလေးနည်းနည်းပြောလို့လာဗီယာကောင်းတယ်လာဗီယာကျွန်တော်ဖဖနာဘောမှာထားရတဲ့သဘောထားနဲ့လာဗီယာဘောမှာထားရတဲ့သဘောထားမတူဘူးဗျာဘလို့လဲဆိုတော့ဖဖနာတို့ကြတော့ဒီကောင်းတွေပေးခဲ့ရတဲ့ပြောင်းချွေကြီးရလဲများတယ်ဒီကောင်းကအသင်းမှာလည်းပြဿနာလုံးချင်သေးတယ် နောက်တစ်ခုကကစားတာနည်းနည်းဒုက္ခပေးတာများများပြီးလို့ရှိရင်အမြဲတမ်းတစ်ခုခုဆိုလန့်နေတာလစားလည်းအများများလစားများလည်းကြောင်းရွှေ့ချင်းများတယ်အတင်းတော်တလောက်ကြီးအကျိုးမပြူလာဗီယာကြတော့လစားနည်းနည်းလေးပဲရှိ၄000ဆိုတာဗျာတော်တော်နေတယ်ပတ်စံဒါကြောင့်မလို့လာဗီယာကြတော့ကျွန်တော်ကဒဏ်ရာပြဿနာရှိပြီမဲ့သူ့အရင်မပြောချင်းငယ်လဲငယ်သေးတယ်အတင်းရတဲ့သူ့၈နှစ်လောက်ဆောင်ထုတ်ထားတာဆိုတော့တပတ်ပေါင်း၄000ဗျာ၄000လား5000လားမသိဘူးအဲ့လောက်ပဲပေးရတာ ကြောင်းရွှေကြီးပေါင်တန်း90ဆိုတာဘာမှမဟုတ်ဘူးဗျာပြောမယ်ဆိုလို့ရှင်ဆိုတော့လာဗီယာတကယ်ကောင်းတာဗျာတကယ်ကောင်းတာလာဗီယာပြန်ကစားခွင့်ရနိုင်ရင်ကိုချက်စီတင်ကွင်းလည်နောက်ထပ် revamp မယ်အန်ဆိုကိုင်စီတို့ကဒီအချိန်မှာကျွန်တော်တို့ကဘာဘောကဘယ်သိမ်းအောင်ဆိုရှင်နိုင်တယ်သူတို့က fitness ပြနေမယ်သူတို့ကသူတို့ရဲ့ physical discomfort မဖြစ်ဘူးနိုင်ငံတကာပွဲတွေမှာအရင်ဖီးရမများဘူးသူတို့ပြန်ပြီးတော့လန်လန်ဆန်ဆန်ဖြစ်နေမယ်ဆိုလို့ရှင်ချက်စီအသင်းရဲ့ကွင်းလည်ကတကယ်ကိုကောင်းတယ်အဲ့ဒီ၃ယောက်စလုံးတကယ်ကောင်းတယ် ဒီနေ့ပေါ်မှာဆိုရိုမီယိုလာဗီယာဝင်လာရေးမှာကျွန်တော်တော်တော်ဝမ်းသာပါတယ်ခါတော့သူထိန်းထားနိုင်တယ်လီဗာပူးကွင်းလယ်ကအသာစီးမရအောင်နိုက်ကယ်လစ်စတာတို့ကအသာစီးရမတော့အောင်ဒါအများကြီးညီကို positive facts ပဲလက်ရှိပရီးမီးယားလိရဲ့ချန်ပီယံတလောက်ထိကစားနိုင်နေဆိုတဲ့ဟာမလွယ်ဘူးလာဗီယာကောင်းတယ်ကြိုက်တယ်ဒန်ယန်လေးကမရအောင်ဆိုတော့တော်တော် ကောင်းသွားလိမ့်မယ်အော်ရာပယ်ရိုကြီးကတော့ဂိုးဘောပြောတာနည်းနည်းကြာနေပြီဒါပေမဲ့ကျွန်တော်ခုနပြောသလိုမျိုး international break ပြီလို့ရှင်တော့တော်တော်များများ player တွေစုံလာလိမ့်မယ်ဝမ်တာစီကတော့နောက်ဆုံးနှစ်ပွဲဆက်ခက်ခဲမယ်လို့ထင်ထားတဲ့ ဘန်ဖီကာပွဲကိုလည်းနိုင်သွားတယ်လီဗာပူးပွဲကိုလည်းနိုင်တယ်ဒီပွဲကတကယ်ကိုကျွန်တော်တို့အန်ဆိုမာရက်စကာရောချဲလ်စီကစားသမားတွေရောချီးကျူးရမယ်ဘာကြောင့်လဲဆိုတော့တကယ်နောက်တန်းမှာအပေါက်ကြီးနဲ့နိုင်အောင်ကန်သွားလို့ပါနော်ဒီကိုတို့အားလုံးလည်းအထူးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ချဲလ်စီသင်ရလဲစိုးနေတဲ့အချိန်မှာလည်းဒီလိုမျိုးဒီနေ့မျိုးဒါအယောက်၄00လောက်တော့မြင်နေပါတယ်ခင်ဗျာပျောက်တော့မပျောက်သွားပါနဲ့နော်မနေ့ကကြောက်လို့ရှိရင်ကျွန်တော်တို့ကိုရံမှုနဲ့ Many Night Football ကို Sorry လုပ်ဖို့ရှိပါတယ်ညီကိုတို့ဒီအချိန်မှာနောက်လျှောက်ဗီဒီယိုလေးလုပ်ပေးခြင်းပါတယ်ခင်ဗျာအားလုံးကနှုတ်ဆက်ပါတယ်ညီကိုတို့အားလုံးမစီဘူးပါ